ဒီအဖင်ရပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။အမတရားနေ့အစီအစဉ်အားနဲ့ဒီကနေ့အပြီးလ29ရက်နေ့မှာမွေးနေ့ပြင်းပြောင်းကြတဲ့မွေးနေ့ရှင်တွေအားလုံးနဲ့အတူတူချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက် ပါဝင်တောင်းဆိုပေးထားတာတွေကိုအမှတ်တရနေ့အစီအစဉ်ရနေပြီးတော့ထုံးနဲ့တင်ဆက်ပေးတော့မှာပဲဖြစ်ပါရဲ့ရှင်။မတရားနေ့စီစီအားနေပထမဆုံးဆူတောင်းပေးရမယ့်မွေးနေ့ရှင်ကတော့ရန်ကုန်မှာနေတဲ့မမျိုးမျိုးထွေးရဲ့ဒီနေ့မှပြင်းပြောက်တဲ့49နှစ်ပြည့်မွေးနေ့အကြံကိုပအဝင်တောင်းဆိုပေးထားတာဖြစ်ပါတယ် မမျိုးမျိုးထွေးရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်ဗပဲတန်းမှနေတဲ့တူမခိုင်နေဝင်တူလေးဒေါက်တာကျော်စွန်ဝင်းနဲ့ဒေါက်တာကျော်စွန်လင်းတို့ကပါဝင်တောင်းဆိုပေးလာတာဖြစ်ပါတယ်။မွေးနေ့ရှင်အတွက်မွေးနေ့ဆုမွန်စကားလေးရတော့ကျမ်းမာပါစေချမ်းသာပါစေဆိုပြီးမွေးနေ့ဆုမွန်စကားလေးတောင်းဆိုချွေးပေးထားပါတယ်ရှင်။ ဆက်လက်ပြီးတော့ဆူတောင်းပေးခြင်းနဲ့မွေးနေ့ရှင်ကတော့ရန်ကုန်တန်လီမှာနေတဲ့ဒေါက်တာအာကမင်းမြတ်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။ဒေါက်တာအာကမင်းမြတ်ရဲ့ဒီနေ့မှပြင်းပြောက်တဲ့မွေးနေ့အတွက်ကိုတော့ရန်ကုန်တန်လီမှာနေတဲ့မေမေဒေါ်မိုးမိုးជីជីဒေါ်မြတ်မြတ်ဆန်ဒေါ်မီမီဆိုညီလေးထက်ဦးလွင်တို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ ဒီနေ့မှမွေးနေ့ပြည်မြောက်ကြတဲ့ရန်ကုန်မြို့ကမမင်းမြို့ထွေးနေရန်ကုန်တန်လီမှာနေတဲ့ဒေါက်တာအာကမင်းမြတ်တုံးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေအစီအစဉ်ရနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုပေးကြပါရစေ။မင်္ဂလာရှိတဲ့မွေးနေ့ရမျက်လေးဖြစ်ပါစေ။ပျော်ရွှင်စရာနေ့ရက်တွေကိုပဲအစဉ်ထာဝရပိုင်ဆိုင်နိုင်ပြီးတော့ချေရတဲ့သူတွေနဲ့လည်းနောက်နှစ်ပေါင်းများစွာထိနေထိုင်သွားနိုင်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုချွေးပေးလိုက်ပါရစေ။ တ်တရားနေ့အစီအစဉ်အားနဲ့ဒီတစ်ခါဆူတောင်းပေးရမယ့်မွန်နေ့ရှင်ကတော့ပြင်းဦးလင်ကသမီးလေးမေဖြူဖြူကိုရဲ့ဒီနေ့မှပြင်းမြောက်တဲ့၁၂နှစ်ပြည့်မွန်နေ့အတွက်ကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။သမီးလေးမေဖြူဖြူကိုရဲ့ဒီနေ့မှပြင်းမြောက်တဲ့မွန်နေ့အတွက်ကိုတော့ပြင်းဦးလင်မှနေတဲ့ဖေဖေဒေါက်တာကျော်စောနဲ့မေမေဒေါဖြူဖြူဝေတို့ကပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်ရှင်။အခုနောက်ဆုံးစူတောင်းပေးခြင်းနဲ့မွေးနေရှင်ကတော့နေပြည်တော်မှာနေတဲ့သမီးလေးဖူးအင်ဒရီထွန်းရဲ့ ဒီနေ့မှပြင်းပြောင်းတဲ့ခုနှစ်နှစ်ပြည့်မွေးနေ့အတွက်လေးကိုပါဝင်တောင်းဆိုလာတာဖြစ်ပါတယ်။သမီးလေးဖူးအင်ဒရီထွန်းရဲ့ဒီနေ့မှပြင်းပြောင်းတဲ့မွေးနေ့အတွက်ကိုတော့ပြင်းဦးနေမှာနေတဲ့တီတီလေးနှင်းရဲ့တနာဝေနဲ့ချောင်းရဲ့တနာဝေတို့ကပါဝင်တောင်းဆိုပေးထားပါတယ်ရှင်။ဒီနေ့မှမွေးနေ့ပြင်းပြောင်းကြတဲ့ပြင်းဦးလေးမှာနေတဲ့သမီးလေးမေဖြူဖြူကိုနေနေပြီးတော့မှနေတဲ့သမီးလေးဖူးအင်ဒရီထွတ်တိုးရဲ့မွေးနေ့အတွက်ကိုအမတ်တရားနေအစီအစဉ်အားနေပြီးတော့မွေးနေ့ဆုမွန်ကောင်းလေးတောင်းဆိုပြုပေးကြပါမယ်။ Happy birthday ပါမီမီလေးတို့ရေ။ ဘဝတလျှောက်လုံးမှာตาရပြုတ်ွှင်အေးချမ်းပါစေမိဘကိုအလုံကျွင်းပြုတ်နိုင်တဲ့သမီးလိမ္မာလေးတွေဖြစ်ပါစေလို့မွေးနေ့ဆုမွန်ကောင်းလေးတောင်းစုပြုဝေးလိုက်ပါရနော်အမတရားနေ့အစီအစဉ်မှာမွေးနေ့ရှင်တွေအတွက်ပအဝင်တောင်းဆိုပေးထားတာတွေကိုထုတ်နှင်တင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ် ဆက်လက်ပြီးတော့ချစ်သူဆုံးတွဲမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးထားတာတွေကိုထုံနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။ချစ်သူရဲ့နှစ်ပတ် ချစ်သူဆောင်တွင်မင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်စုလာတဲ့ပရိသတ်ကတော့ပကိုးမနေတဲ့အောင်းအောင်ဆိုးပဲဖြစ်ပါတယ်။သူကတော့သက်ဆိုင်သူမိသူနဲ့ဒီနေ့မှပြေးမြောက်တဲ့တနည်းနဲ့ငါလာပြည့်ချစ်သက်တန်အတွက်ကိုကိုတိုင်းပဲပါဝင်တောင်စုထားပါတယ်။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့ထာဝရရုံးမြေကျချစ်သွားပါမယ်ဆိုပြီးစကားလက်ဆောင်လေးပေးထားပါတယ်ရှင်။ အမတ်တရားနေ့အစီအစဉ်မှာအခုနောက်ဆုံးပါဝင်တောင်းဆိုလာတဲ့ပရိသတ်ကတော့မိတိလာမနေတဲ့ကိုကျော်တီဟပဲဖြစ်ပါရီ။သူကတော့သက်ဆိုင်သူတိန်းနူဦးနဲ့ဒီနေ့မှပြင်းပြောင်းတဲ့ကိုလာပြည့်ချစ်သက်တဲ့အတွက်ကိုကိုရိုင်းမဲပါဝင်တောင်းဆိုထားပါရီ။သက်ဆိုင်သူအတွက်စကားလက်ဆောင်လေးရတော့အမြင့်ဆုံးနီးစပ်ဖို့အတွက်ကိုစူးစမ်းနေပါတယ်ဆိုပြီးစကားလက်ဆောင်လေးပါပေးထားပါရီရှင်။ဒီနေ့မှနှစ်ပတ်နဲ့ပြင်းပြောင်းကြတဲ့ချစ်သူဆုံးတွဲတွေအားလုံးပဲ။ ဒီနေ့နှစ်ပတ်လည်လျာနေ့စပြီးတော့နောက်နှစ်ပေါင်းများစွာထိချစ်ချင်းများစွာနဲ့လက်တွဲသွားနိုင်ပါစေ။ကျုံလာသည်မအခဲခဲအတားဆီးတွေကိုလည်းအတူလက်တွဲပြီးတော့ဖြည့်ရှင်းနိုင်ပါစေလို့စုမုံကောင်းတောင်းပေးလိုက်ပါရရှင်။ပရိသတ်တွေအားလုံးအခုနားဆင်ခဲ့ရတဲ့အစီအစဉ်ကတော့အမတ်တရားနေ့ဆိုတဲ့အစီအစဉ်ပဲဖြစ်ပါရရှင်။အမတ်တရားနေ့အစီအစဉ်ကိုနေ့စဉ်မနက်9:00ဝန်းကျင်အချိန်တိုင်းမှာထုံးနဲ့တင်ဆက်ပေးနေရပဲဖြစ်ပါရ။ တစင်းဖွင့်ပရိသတ်တွေအလုံးကအမှတ်တရနဲ့အစည်းအဝေးမှာကိုရဲ့ချစ်သူခင်သူတငယ်ချင်းမိတ်ဆွေတွေရဲ့မွေးနေ့တွေနဲ့ချစ်သူဆုံးတွေမင်္ဂလာဇနီးမောင်နှံတို့ရဲ့နှစ်ပတ်လည်အတွက်ပါဝင်တောင်းဆိုပေးခြင်းနဲ့ဆိုရင်တော့၄၀မိနစ်၁၇နာရီကနေ၁၂နာရီအတွင်းဖုန်းနံပါတ်3933 6936 3ညကို1993ည9959တို့မှ3ရက်ကြိုတင်ပြီးတော့ပအဝင်တောင်းဆိုပေးနိုင်ပါတယ်ရှင်။